ဘန်ကောက်မှာလည်းဝက်မိုလုံးနဲ့ကြက်မဲနဲ့စားလို့ရည်ဆိုတာသိလားဒီနေ့တော့ပတူနန်နဲ့ကဝက်မိုလုံးနဲ့ကြက်မဲနဲ့ရတယ်မာလာမောက်လျှောက်ဆိုင်လေးကိုသွားစားမယ်ဘတ်ချက်ဆိုင်လေးဆိုလည်းမမအောင်ရဒီတပွဲလုံးမှစားခဲ့တာပေါ့မှာကြက်မဲတွေအများကြီးနောက်တစ်ခုကဝက်မိုလုံးတွေအများကြီးနဲ့ကိုမှာဘယ်လောက်ပဲကြားခဲ့လဲဆိုတော့249ပဲပဲကြားခဲ့တယ်ဗျတော်တော်လေးကိုလေနှစ်ယောက်ပိုက်ဝအောင်လို့တော်တော်လေးစားလို့ရတယ်လို့ပြောလို့ရမယ်ဗျကိုချိုက်တာကိုလည်းရွေးယူလို့ရတယ်နောက်တစ်ခုကသူဂရန်နဲ့မဟုတ်ဘူးနော်အဲတုတ်ချောင်းလေးနေနဲ့ပေးထားတယ်ငါးဘက်ကနေစားပြီး35ဘက်လောက်ထိရှိတယ်ဗျကိုချိုက်တာလေးကိုရွေးပြီးစားရုံပဲနော် ထိုင်ရမောချက်စင်နေတော်တော်များများသူတို့ထိုင်ရတာပဲပြောရမလားဗျအရန်ထုံဆက်မနေဘူးကျွန်တော်တို့ညီမတွေကြိုက်ကအရန်ထုံထုံဆက်ဆက်မှကြိုက်တယ်မြို့ကြီးဆိုလည်းပူထူတယောက်ဆက်မှကြိုက်တယ်အဲ့တော့ဒီဆိုင်လေးကထုံထုံဆက်ဆက်လေးလို့ပြောလိုက်ရင်ကိုတော်တော်လေးစင်ပြီးအထုံကြက်တဲ့လူတွေထုံလျှောက်ခိုင်းလို့ရတယ်အဲဒီတပွဲကို249ဘက်ဆိုတော့ဘယ်လိုပြောရမလဲဘတ်ဂျက်လည်းဆေးဖြစ်တယ်နောက်တစ်ခုကကိုကြိုက်တာလည်းရွေးစားလို့ရတယ်ဆိုတော့တော်တော်လေးကိုအဆင်ပြေရဲ့ video edit လုပ်ရင်းတွေကိုပြန်ပြီးစားခြင်းနေပြီ အရန်ကိုထုံဆက်ပြီးပွန့်ထွက်နေတဲ့အရာလာလေးပြဆိုင်နမဲလေးက paradise mouse shy bkk ဆိုပြီးရရှာလိုက်ရရင်နော်သူကပချာပူရီ swipe 50တဲ့မှာရှိရနော်ဘသူနန်ညစေးနဲ့လည်းရမ်းနေပါတယ်ကျွန်တော်လိုပဲဝက်မိုလုံးနဲ့ကြမဲအရန်လွမ်းနေတဲ့သူတွေရှိရင်သွားစားလို့ရအောင်လို့ဒီဗီဒီယိုလေးကိုမျှဝေပေးတာပါဟင်းချက်နီလေးတွေရဲ့ဘန်ကောက်မှာစားလို့ကောင်းတဲ့ဆိုင်လေးတွေကိုအမြဲတမ်းရိုက်ပြီးပြပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ TikTok account လေးကိုသဲပေးပြီးတော့ follow လေးလုပ်ပေးခဲ့ပါဦး